တနင်္သာရီတိုင်းမြိတ်ခရိုင်တနင်္သာရီမြို့နယ်မှာအော်တိုဘားလ28ရက်နေ့လပိုင်းကစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကထုတ်ပြန်ထားပါတယ်စဝဲကျွာအုပ်စုလေးမိုက်ကျွာနားမှာလာရောက်တက်ဆွဲထားတဲ့အင်အားတရာဝန်ကျင်ရှိတဲ့စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့စစ်တပ်ဘက်ကလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုခင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်တပ်ဖွဲ့အတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကြဆုံးပြီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကစစ်တပ်ကအရာရှိအပါအဝင်တပ်ဖွဲ့ဝင်တချို့အသေဆုံးတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့စစ်တပ်ကထိခိုက်သေဆုံးမှုကိုတော့ DPP အနေနဲ့အတည်ပြုနိုင်ဖို့စူးစမ်းနေဆဲဖြစ်ပါတယ် လက်ရှိတိုက်ပွဲတွေနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူတဦးသေဆုံးခဲ့ပြီးကျေးရွာလေးရွာထပ်မင်းကဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးတိတ်ရှောင်နေရတယ်လို့လည်းဒေသခံတွေကသတင်းသိရပါတယ်ရှင်။